ကျွန်တော်တို့လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်အကောင်းဆုံး marketing strategy တစ်ခုကိုကျွန်တော်မျှဝေခြင်းတယ်အဲ့ဒီ marketing strategy တစ်ခုကိုဒါလုပ်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းကရောင်းအားတွေကောင်းလိမ့်မယ်အဲ့ဒီ marketing strategy ကဘာလဲဆိုတော့ကျွန်တော်တို့ honesty ပါရိုးသားခြင်းပါဆိုကြမှာလို့ကျွန်တော်တနေ့ရဆိုလို့ရှိရင်ကျွန်တော်ဖူးခတ်ကိုရောက်တယ်ရောက်တဲ့အခါမှာဒီလုပ်ငန်းရှင်တယောက်နဲ့ကျွန်တော်စကားပြောတယ် ြောလို့သူကဘာပြောလဲဆိုတော့သူ့ရဲ့လုပ်ငန်းအောင်မြင်ဖို့အတွက်သူ့ရဲ့လုပ်ငန်းရောင်းအားတွေကောင်းဖို့ဆိုလို့ရှိရင်လည်းသူသုံးတဲ့ marketing strategy တွေတဲ့ honesty ပဲတဲ့အဲ့တော့ဆိုင်တော်တော်များဘလို့ထင်ကြလဲဆိုတော့ tourist တွေကခဏလာတာပဲတစ်ခါပဲလာတာပဲပေါ့ one time ပဲပေါ့အဲ့တော့နောက်တစ်ထပ်ပြီးတော့မှလာကြမှာမဟုတ်ဘူးပေါ့အဲ့တော့မယူသားသားမယူသားသားတော့ကြိုက်လောက်ဈေးနှုန်းတင်လိုက်မယ်ပင်လယ်စာရောင်းလဲဆိုလို့ရှိရင်လည်းပြည့်အလေးကြီးပြည့်ချိန်မှာပြည့်မယ်အဲ့လိုလုပ်လိုက်တဲ့အခါမှာသူတို့အနေနဲ့ရလိုက်တယ်လို့ထင်တာပေါ့ဒါသူပြောပြတာပေါ့နော် ဒါပေမဲ့ညိုညိုသားသားပဲတကယ်ကိုနော်ဈေးနှုန်းကိုလည်းမှန်မှန်ကန်ကန်လုပ်ပေးလိုက်တယ်အလေးချိန်ကိုလည်းမှန်မှန်ကန်ကန်လုပ်ပေးလိုက်တဲ့ခါမှာအဲ့ဒီနိုင်ငံသားတွေကဒီဖူးခက်ကမ်းခြေကိုလာတိုင်းသူ့စီမှာပဲဝယ်တယ်အဲ့တော့ဟိုဘယ်လိုခေါ်ရေရှည်မှာ long term မှာ ဒီ marketing strategy ကရောင်းအကောင်ဖို့အတွက်ဖြစ်သွားတာအဲ့တော့အခုဒီ video ကြည့်နေတဲ့လုပ်ငန်းရှင်တွေတည်းကောင်းဆုံး marketing strategy တစ်ခုကိုကျွန်တော်ကြံပြပါဆိုလို့ရှိရင်တော့ honesty ပဲယူသားခြင်းပဲယူယူသားသားသာကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းကိုအကောင်ဆုံးလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကဘာဖြစ်လာမလဲဆိုတော့ဝယ်တဲ့သူတွေညားလာလိမ့်မယ်ပြောမယ်ဆိုရင်တော့ loyal customer တွေကျွန်တော်တို့ရလာလိမ့်မယ်ကြောင်းမလို့ account marketing strategy တစ်ခုဖြစ်တဲ့ honesty ဆိုတာကိုကျွန်တော်တို့တုံးဖို့မမေ့ပါနဲ့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့လုပ်ငန်းမှာ honesty လို့ခေါ်တဲ့ယူသားခြင်းကိုကျွန်တော်တံမိုးထားတယ်ယူယူသားသားပဲကျွန်တော်လုပ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့သင်တန်းသားတွေအများကြီးရတယ်တခြားကျွန်တော်ရဲ့လုပ်ငန်းတွေလည်းဒီတိုင်းပဲကျွန်တော် honesty ကိုကျွန်တော်သွားတယ်အဲ့တော့ honesty ဆိုရဲ marketing strategy ကိုသုံးကြည့်ပါ ကျွန်တော်တို့အောင်မြင်မှုတွေကျွန်တော်တို့ရလိမ့်မယ်။ကျောင်းအားတွေလည်းကောင်းပါလိမ့်မယ်။ဒီကျောင်းအားတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီဂျိုးရုံစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုယ်တို့ဂျိုးရုံစုံတွေရရဆလို့ရှိရင်တော့ထုံးစံတိုင်းမှာ comment မှာ yes လို့ရေးပေးပါဦး။ဒီဗီဒီယိုဆုံးထောက်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုညံလေးအောင်ပါ။ငါရှိတော့နေလေးဖြစ်ပါတယ်။